AI လောကအတွက်ရွှေဖြစ်လာနိုင်တဲ့ Zero Chi Zero Property Project အခုခေတ်မှာ AI ဆိုတာကပင်နေရာပဲကြီးကြီးကြားနေရတာပါပဲ ChatGPT ကနေ Mic Jar နဲ့အထူး AI တွေကတပြေးပြေးနဲ့ဒူဘေရဲ့ဘဝတွေကိုဝင်လာနေကြပါတယ်။ဒါပေမဲ့သစ္စနာတစ်ခုလည်းရှိနေသေးရပါတော့။အဲ့ဒီ AI နည်းပညာအများစုကို Google, Microsoft တို့လိုမျိုးကုမ္ပဏီကြီးတွေကပဲထိန်းချုပ်ထားတာပါ။အဲ့ဒီလိုမျိုးကုမ္ပဏီကြီးတွေရဲ့ချုပ်ကိုင်မှုကနေ AI ကိုဒူလက်စေမဲ့လူတိုင်းသုံးနိုင်အောင်လုပ်ပေးမဲ့ project တစ်ခုပေါ်လာပြီဆိုရင်ရောစိတ်ဝင်စားစရာမကောင်းဘူးလား။ အဲ့ဒါကတော့အခုပြောမယ် zero chi zero gravity project ပဲဖြစ်ပါတယ်။ဆိုတော့ဒီ project ကပါလေဒီ project ကတော့ AI အတွက်တိသက်တိဆောက်ထားတဲ့ blockchain network အသစ်စစ်ဆက်တစ်ခုဖြစ်ပါတယ်။ပိုရအောင်ပြောရရင်သူကဗဟိုချုပ်ကင်မှုမရှိတဲ့ AI club တစ်ခုကိုတိဆောက်နေရပါ။အဲ့ဒီမှာဘသူမဆို AI နဲ့ဆိုင်တဲ့ data အကြီးကြီးတွေကိုသိနိုင်တယ်။ AI model တွေကို run နိုင်တယ်။ company စစ်တစ်ခုတွေကိုအကုစရာမလိုတော့ဘူးပေါ့။ သူ့မှာအတိတ်ကအပိုင်၃ပိုင်းရှိရဲ့ပထမတစ်ပိုင်းကတော့ AI အတွက်လိုအပ်တဲ့ data အများကြီးကိုသိမ်းဆည်းပေးမယ်နေရာဖြစ်တဲ့ storage network ရှိပါမယ်နောက်တစ်ပိုင်းကတော့ AI model တွေ run နိုင်ဖို့အတွက်လိုအပ်တဲ့ GPU power တွေကိုအလက်တကူဟာသုံးလို့ရတဲ့နေရာဖြစ်တဲ့ compute network ရှိပါမယ်။နောက်ထပ်တစ်ပိုင်းကတော့ဒီအလုပ်တွေအားလုံးကိုလုံးလုံးချုံချုံနဲ့မှတ်တမ်းတင်ပေးမယ်။အနည်းဆုံး blockchain နေရာတစ်ခုလည်းရှိသေးရပါ။သူရဲ့ရည်မှန်းချက်က AI လောကမှာရှိတဲ့ကုန်ကျစရိတ်ကြီးတာတွေအလုပ်လုပ်တာနှေးတာတွေကို gravity လုံးဝမရှိတော့သလိုလွတ်လွတ်ကူကူပေါ့ပေါ့ပါပါဖြစ်သွားစေဖို့ပါ။ ဒါကြောင့်လေ project ရဲ့နာမည်က zero gravity လို့ဖြစ်နေတာဖြစ်ပါတယ်။ဆိုတော့ဒီ token တွေကိုဘယ်နေရာမှာသုံးလို့ရလဲ။ Zero Chi ရဲ့ native token ကို Zero Chi token လို့ forever နော်ဒီ token တွေကို network ပေါ်မှာ gas fee အနေနဲ့ပေးရနေမှာသုံးတယ် staking လို့ reward reward အနေနဲ့ပြန်ပေးရနေမှာသုံးတယ်ပြီးတော့ governance fee အနေနဲ့လည်းသုံးတယ်နောက်တစ်ခုကတော့ project ကိုကူညီတဲ့ developer တွေနှဝက်ကိုစမ်းပြီးတော့သုံးပေးတဲ့သူတွေပို့တဲ့ဒီ Zero Chi token တွေကို reward အနေနဲ့ပြန်ပြီးတော့ပေးရနေရာမှာသုံးပါတယ် sorry ဒီ token တွေကိုဘယ်လိုမျိုးခွဲဝေလဲဆိုတော့ tokenomics ကတော့ Zero Chi token စုစုပေါင်း1 billion total supply အနေနဲ့ ရှိတဲ့ Circulated Supply အနေနဲ့ Binance ပေါ်မှာ list လုပ်တဲ့အခါမှာ23.3နှစ်ရခိုင်နှုန်းရှိပါမယ်။ Holder Airdrop အနေနဲ့ကတော့တန်း30ကျော်ကို Airdrop ပေးပါလိမ့်မယ်။ Network ကိုရေရှည်မှာဆက်ပြီးရလေပတ်နိုင်ဖို့ Staking လုပ်တဲ့သူတွေကို Reward ပေးဖို့အတွက်တစ်နှစ်ကို3.5ရခိုင်နှုန်းမှ Token တွေကို အသေးထပ်ထုတ်ပေးသွားမှာပါ။ စင်းဝင်စားစရာကောင်းတာကဒုက္ခနေရဲ့56ရာခိုင်နှုန်းကို community နဲ့ ecosystem တိုးတက်ဖို့အတွက်သုံးမှာဖြစ်ပြီးတော့54ရာခိုင်နှုန်းကို team နဲ့အစောပိုင်းရင်းနှီးမြှုပ်နှံသူတွေအတွက်ခွဲဝေထားပါတယ်။ဆိုလိုတာကတည်ထောင်တဲ့သူတွေထက် community နဲ့ developer တွေကိုပို့ပြီးတော့အလေးပေးထားတာပို့တွေ့ရပါတယ်။ဆိုတော့ဒီ token တွေကို Binance ကနေဘယ်လိုမျိုး airdrop ရခဲ့တာလဲဆိုတာကို separate ပြောပါမယ်။ Airdrop ရဖို့အတွက်က Binance ရဲ့ VPN ကနေကိုမထမဆန်5ခုနဲ့ September 15ရက်နေ့ကနေ18ရက်နေ့အတွင်းစစ်မှန်အနေမှာပဲဖြစ်ဖြစ် on-chain share product တွေမှာပဲဖြစ်ဖြစ်ထည့်ထားခဲ့မယ်ဆိုလို့ရှိရင်တော့ Airdrop ရဖို့အတွက် eligible ဖြစ်ပါတယ်။ဆိုတော့ဒီတစ်ခေါက် snapshot တွေရဲ့အချိန်ကတော့ P2P ဆိုရဲအတွက်ကြောင့်မဟုတ်လို့နောက်ခံနောက် chat holder Airdrop တွေမှာရနိုင်မှုအတွက်ကိုမှ BME coin နေရှိရဆိုလို့ရှိရင် Binance ရဲ့စစ်မှန်အနေမှာ on-chain share product တွေမှာထည့်ထားဖို့အကြံပေးချင်ပါတယ်။ ဆိုတော့နောက်ဆုံးအနေနဲ့ဒီ project ကအနာဂတ်မှာအလားအလာကောင်းလားဆိုတာကိုစက်ပီရိုဆွေးနွေးချင်ပါတယ်။ဒီ project ကလက်ရှိ trend အဖြစ်ဆုံးတဲ့ပဲနှစ်ခုဖြစ်တဲ့ blockchain နဲ့ AI ကိုပေါင်းစပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရင်းနှီးမြှုပ်နှံသူတွေကအရန်ကိုအယုံဆိုင်နေကြပါတယ်။ တူရဲ့နောက်မှာ Hack PC, Dell Venture, OKS Venture, Samsung Nexto လိုမျိုး Venture Capital အကြီးကြီးတွေကရှင်းလင်းပြမယ်ထားကြပါတယ်။ Floral Group, Corp ဆိုတဲ့ company တခုက0ဂျီ token တွေကိုဒေါ်လာ10လေးရတသန်းဘူရာမှဝယ်ယူခဲ့တာကတာမန်မဟုတ်တဲ့သတင်းတစ်ပုဒ်ပါပဲ။အဲ့ဒီသတင်းကြောင့် Floral Company ရဲ့ stock စီကွက်က69ရာခိုင်နှုန်းလောက်အထိကိုသတ်သွားခဲ့ပါတယ်။ဒါကအဝယ်စည်းကြီးတွေအနေနဲ့ဒီ project ကိုဘလောက်အထိအထင်ကြီးနေလဲဆိုတာကိုကြားနေရပါပဲ။ ဇီရိုချီကသူ့ကိုယ်သူ decentralized AI operating system လို့ထွေးချော်ခါပြီးတော့ AI model အကြီးကြီးတွေကိုတော့မှသူ့ network ပေါ်မှာ run နိုင်အောင် လုပ်မယ်လို့ဆိုရဲပေါ့နော် minus coin ကဇီရိုချီကို next gen blockchain ကိုတော့တင်စားထားပါတယ်အားနည်းစက်ကိုပြောရရင်တော့ process ကအသစ်ဆက်ဆက်ဖြစ်နေတုံးပဲ mainnet ကအခုမှလာရောမှဆိုတော့တကယ်တမ်းသူ့ရဲ့အများကြီးတုံးလာတဲ့အခါမှာသူတို့ပြောထားကတော့အလုပ်လုပ်ပါမလားဆိုတာစောင့်ကြည့်ရအောင်ပါ နောက်ပြီးတော့ဒီနှစ်ကို3.5%ရခိုင်နှုန်းက inflation ကတဲ့ဒုက္ခစင်းတော့ပေါ်ကို PR ဖြစ်စေနိုင်ပါတယ်။ နီကောင်းဆုံးအနေနဲ့ကတော့ဒီ zero chi ဆိုတာကကျွန်တော်နောက်ခံကောင်းတယ်ငွေကြေးအင်အားတောင့်တင်းပြီးတော့ AI နဲ့ blockchain ပေါင်းစပ်မှုရဲ့တက်မှာ application ပေးနိုင်တဲ့အလားအလာအရန်ကောင်းတဲ့ project တစ်ခုပါ Binance ကပါ airdrop ပေးပြီးတော့ support လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အရှင်ကောင်းကောင်းနဲ့စတင်လာတာကိုတွေ့ရတယ်ဒါပေမဲ့အသစ်ဖြစ်တဲ့အတွက်ရေရှင်မှာ block အောင်မြင်မလဲဆိုတာကတော့သူရဲ့နည်းပညာအပေါ်မှာပဲမှုတီးနေမှာပါ ။ငလော့စင်မှာတော့ crypto လောကရင်အာယုံဆိုင်မှုပေါ်အပြည့်အဝရရှိထားတဲ့ project တစ်ခုဖြစ်တာကြောင့်လေ့လာထားတဲ့ project ကောင်းတစ်ခုဆိုတာကအသေးချပါပဲ။ Polar Airdrop အကြောင်းနဲ့ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုအသေးစိတ်သိချင်တဲ့ဆိုလို့ရှိရင်တော့ crypto make passive income with crypto ဆိုတဲ့ playlist ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်။တကယ်ရင်အခုမှ Binance account မရှိသေးဘူးဆိုလို့ရှိရင် trading fees ကို20% discount ရမယ့်အပြင် crypto make ကနေပြောလို့ပြီးရတဲ့ campaign တွေက reward တွေကိုလည်းရနိုင်ဖို့အတွက်အခုပြထားတဲ့ crypto maker referral code တို့ ုံးပြီးတော့အကောက်ဖွင့်လာလို့ရပါတယ်ခရစ်တိုမိတ်ဆခဲ့တဲ့အချိန်ကနေစပြီးတော့အခုထိဆိုလို့ရှိရင်သိန်း100ကျော်ဖို့အထိကို give away တွေပေးခဲ့ပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ဖို့တုံထားတဲ့ user တွေဆိုလို့ရှိရင်ယရှိမှာပါအထူးမြင်ရမယ်ဆိုတာကိုအားမခံပါတယ် အကယ်၍များကိုအတီကုတ်ကိုတုံးပြီးတော့အကမဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်ရေရှင်မှာကိုပိုပေးနေရတဲ့20ရာခိုင်နှုန်းသော trading fees နဲ့တိုက်ဆောက်လို့ရတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကိုတုံးဖို့အတွက်အကောင့်လေးပြန်ဖြတ်ပြီးတော့တုံးတာကပိုပြီးကောင်းတယ်လို့အကြံပေးချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ Crypto Maker နောက် video မှာပြန်တွေ့ရဖို့